စီးပွားတိုးတက်လာတယ်ကိုချင်းတရားကမတိုးတက်ဘူးကိုချင်းတရားပြည့်ရင်းသွားတယ်ကိုချင်းတရားပြည့်ရင်းသွားခြင်းကြောင့်စီးပွားပါပြတ်သွားတယ်ဟောလူဖြစ်လာပြီဆိုလို့ရှိရင်နှစ်ဖက်မြင်ရမယ်လူဆိုတာမျက်စိနှလုံးရှိတယ်တစ်လုံးနဲ့ရှိတဲ့လူကမပြည့်စုံနှလုံးစလုံးမရှိရင်ကတော့ဒါလူကမ်းပဲ တလုံးပြည့်နေရင်ကိုမကောင်းဘူးအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကဒိသက်ခုတဲ့အမြင်နှမျိုးမျက်စိနှမျိုးရှိအောင်လုပ်ပါတဲ့လူထဲမှာလူဖြစ်လာလို့ရှိရင်အခြေခံလူသားတယောက်အနေနဲ့အမြင်နှမျိုးရှိရမယ်အမြင်နှမျိုးကဘာတော့ဆိုနံပါတ်၁ကစီပွားရှာနိုင်တဲ့အမြင်ပညာပြည့်စုံရှိရမယ်စီပွားရေးမျက်စိတို့ခေါ် I for economy ပေါ့ နော်ဘယ်လိုလုပ်ရင်စီးပွားဥစ္စာတိုးတက်နိုင်လဲဒါအမှန်တမ်းအရေးကြီးတယ်နော်ဘုရားဝါဒဝင်နေစီးပွားမရှာရဘူးမဟုတ်ရှာမြတ်စွာဘုရားစီးပွားရှာဖို့တိုက်တွန်းတာသို့တော့ရှာတဲ့အခါမှာဒုစရိုက်နီးနဲ့မရှာဘူးသာပြောဓမ္မိယလတ္တကောင်းတဲ့နီးတွေနဲ့စီးပွားရှာစီးပွားရေးမျက်စိရှိရမယ်တဲ့နံပါတ်၁ကစီးပွားရေးမျက်စိဆိုတာဘာတော့ မရသေးတဲ့စီစိမ်ဥစ္စာကိုရအောင်လုပ်ခြင်းရပြီးသားစီစိမ်ဥစ္စာကိုတိုးပွားအောင်လုပ်ခြင်းလို့ဆိုရင်ဒီအချက်နှစ်ချက်နဲ့စီးပွားရေးမျက်စိရှိရမယ်စီးပွားရေးမျက်စိရှိမှဒီဘဝမှာချမ်းသာဒုက္ခရမှာဟုတ်ဒါဖြင့်စီးပွားတော်ရှာရတဲ့မရသေးတဲ့စီစိမ်တွေရအောင်မရသေးတဲ့ငွေကြေးဥစ္စာတွေရအောင်လုပ်တယ်ရပြီးသားဥစ္စာငွေကြေးတွေတိုးတက်အောင်လုပ်တတ်တယ်ဟုတ်ပြီ နောက်တလုံးရှိဖို့လိုသေးတယ်မျက်စိအမြင်ပါတော့ဆိုကိုချင်းတရားကိုချင်းတရားနဲ့အကောင်းအဆိုးကိုမြင်တတ်တဲ့မျက်စိရှိဖို့လိုသေးတယ်ဒီနှစ်ခုကတစ်ခုနဲ့တစ်ခုထိမ့်ညိပေးထားစီးပွားရေးကြီးပဲတိုးတက်ပြီးတော့ကိုချင်းတရား ပြက်ပြားသွားလို့ရှိရင်ဒီစီးပွားအကြာရှည်မခံဘူးခုမြန်မာနိုင်ငံမှာလည်းပဲကြည့်လူတွေကစီးပွားတိုးတက်လာတဲ့အခါကိုချင်းတရားတွေပြက်သွားနောက်တစ်ခါစီးပွားပါပြက် ီလိုပုဂ္ဂိုလ်တွေလည်းရှိတာပဲလေတာရကမြောင်များစွာရှိတာစီးပွားတိုးတက်လာတယ်ကိုချင်းတရားကမတိုးတက်ဘူးကိုချင်းတရားပြည့်ရင်းသွားတယ်ကိုချင်းတရားပြည့်ရင်းသွားခြင်းကြောင့်စီးပွားပါပြတ်သွားတယ်ဟောဒါကြောင့်မြတ်စွာဘုရားစီးပွားတက်လာတာနဲ့အမြကိုချင်းတရားဘက်ကလည်းတက်လာကိုချင်းတရားဖြင့်ကိုယ့်ရဲ့စီးပွားကိုပြန်ထိန်းတာဩစီးပွားဘက်ကလည်းတိုးတက်တယ်ကိုချင်းတရားတွေကလည်းတိုးတက်လာတယ်ဆိုတဲ့ပုံကိုတရား ူရထားတဲ့စီစဉ်ဥစ္စာခိုင်မာတယ်ကိုချင်းတရားမပြတ်သေးတဲ့အတွက်ကြောင့်စီးပွားပြတ်တယ်ဆိုတာမရှိတော့